ဝိပဿနာတရားရှုမှတ်မဲ့သူကဒီဒိဋ္ဌိဒိဋ္ဌမတန်ဤတလာယနာဤကိုရေချိုးနေတဲ့အချိန်မှာသုံးလို့ရလားဆိုရင်ရပါတယ်။အာရေချိုးနေတဲ့အချိန်မှာအများဆုံးဖြစ်နိုင်တာကတော့ထိတိစိတ်ဖြစ်နိုင်တယ်ဗောနော။ဘာကြောင့်လဲ။ရေကရေလောင်းတာနေရေလေးကလည်းအခွက်တိုင်းလောင်းနေမှာဖြစ်တဲ့အတွက်ဒီခန္ဓာကိုယ်နဲ့ထိထိမှာကအများဆုံးဖြစ်တယ်။ထိတိစိတ်ဒီအများဆုံးဖြစ်နိုင် နောက်ဆက်ပြတိုက်တာတို့ပါတော့အရေချိုးတာကတော့ထိသိစိတ်အများဆုံးဖြစ်နိုင်တယ်။နောက်တစ်ခုကတော့မြင်သိစိတ်လည်းဖြစ်နိုင်တယ်ပေါ့နော်။ဟိုကမြန်မာလေးအနေနဲ့ပဲပြောမယ်ဆိုရင်ရေခတ်ချိုးရတာများတယ်ပေါ့နော်။ရေခတ်ပြီးတော့ချိုးရတာဖြစ်တဲ့အတွက်ဒီအဲရေထည့်ထားတဲ့ပုံးကိုမြင်တဲ့မြင်သိစိတ်တွေဖြစ်နိုင်တယ်။နောက်ရေခတ်ချိုးရတဲ့အချိန်မှာဒီခွက်ကူကင်နေတဲ့အချိန်မှာဟောလက်နဲ့ခွက်နဲ့ထိထားတဲ့အချိန်မှာအမြဲတမ်းတော့ဖြစ်မှာမဟုတ်ဘူး။ဥစဉ်ပြောဆိုထိသိစိတ်တွေလည်းအမြဲတမ်း ဖြစ်မှာမဟုတ်ဘူးတစ်ချိန်မှာတစ်စိတ်တည်းဖြစ်နိုင်တာဖြစ်တဲ့အတွက်ဒီခတ်ဖို့အတွက်အားပြုလိုက်တဲ့အချိန်ကိုယ်ကလည်းသွားကြည့်တဲ့အချိန်စိတ်ကလည်းအဲ့ကိုရောက်နေတဲ့အချိန်ဖြစ်ရမယ်နော်စိတ်ကအဲ့ကိုမရောက်ဘဲနဲ့ခုနကဒီရေပုံမှန်ကြီးကိုမြင်နေတဲ့ဟာကစိတ်ကအရင်ဥသွားလို့ရှိရင်ဒီသီးသီးစိတ်ကထင်ရှားမှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ကိုယ်ကထင်ရှားဆုံးဖြစ်တဲ့စိတ်ကိုရောက်ရမှာဆိုတဲ့အတွက်ထင်ရှားဆုံးဖြစ်တဲ့စိတ်ကိုကြည့်ရမှာပေါ့နော်ဒါဖြစ်ပေါ်လာနိုင်တဲ့အနေအထားကတော့ဒီခွက်ကို မလိုက်တဲ့အချိန်ပေါ့နော်ခတ်ပြီးတော့မလိုက်တဲ့အချိန်မှာဖြစ်ဖြစ်ပေါ်နိုင်ဖြစ်နိုင်တဲ့အချိန်များတယ်ထိတိစေဖြစ်နိုင်ုံများတယ်ဒီလက်မှာလေးသွားတဲ့အတွက်ကြောင့်ပေါ့နော်နောက်တစ်ခုခတ်ပြီးချိုးလိုက်တဲ့အချိန်မှာခနာကိုထိတဲ့အချိန်မှာလည်းထိတိစေကြီးထင်ရှားနိုင်တယ်အေးသွားတဲ့အချိန်မှာရေအေးတာတို့အေးတာတို့ပူတာတို့ဆိုရင်လည်းတရားထင်ရှားသွားနိုင်တယ်ပေါ့နော် ထီးသည့်စိတ်ထင်ရှားနိုင်တယ်မြင်သည့်စိတ်ထင်ရှားနိုင်တယ်အဲဒါရေချိုးနေလို့မှဘေးရာမှဟင်းနေပါရဲ့ချက်နေလို့ရှိရင်လည်းအဲညှို့နှက်နေပါရဲ့ရောင်အဲအနှံ့သည့်စီလည်းဖြစ်လာနိုင်တယ်နော်အရာသာတော့ရာခဲပါလေဒါပေမဲ့အခုတတွေးတွေမျိုးချနေရဲ့မျိုးချတတ်တဲ့အနေအထားမျိုးစင်ပါလေအရာသာတော့ရာသာတတ်တယ်ဂျန်တွေးသည့်စီလည်းဖြစ်တတ်ပါတယ်နော်ဂျန်တွေးသည့်စီကတော့နေပါတယ်ဒါပေမဲ့အဓိကရေချိုးတဲ့အချိန်မှာဖြစ်မှာဒီထီးသည့်စိတ်ရဲ့မြင်သည့်စိတ်အများဆုံးဖြစ်ပါတယ် အဓိကဖြစ်နိုင်တာကိုပြောတာမဟုတ်ဘူးเนาะအများဆုံးသတိထားမိနိုင်တဲ့အရာကိုပြောတာကြာတိစိတ်တွေလည်းဖြစ်နိုင်တယ်ကြာတိစိတ်ကတော့ဆူညံနေမှာပဲပေါ့နော်ရေချိုးနေဆိုအခန်းလူနေအခန်းထဲမှာချိုးတဲ့ပုံစံမျိုးဆိုလို့ရှိရင်ရေတံတွေကဆူညံနေမှာပဲဒါပေမဲ့ဆူညံတာမဆူညံတာတဲ့ဥစဉ်ပြောသလိုဒီအတန်တွေကအဓိကမကြောက် ကိုယ်အဓိကဆင်ញင်တဲ့အချိန်မှာလန်ငင်းဖြစ်တဲ့စိတ်လန်ငင်းသတိထားမိတဲ့စိတ်ကအဓိကကြာတယ်ပေါ့နော် အဲ့ဒီလက်ငင်းမှာထင်ရှားတဲ့စိတ်ကိုပဲယူရမှာအဓိကအဲ့ဒီလက်ငင်းထင်ရှားတဲ့စိတ်ကကြားတာဆိုရင် ကြားတယ်လို့ယူရမှာမြင်တာဆိုရင်မြင်တယ်လို့ယူရမှာထိတာဆိုလို့ရှိရင်ထိတယ်လို့ယူရမှာပေါ့နော်ဦးစင်းကတော့တလာရဲနာဆိုတဲ့နာမည်နဲ့စာနဲ့လက်တွေ့နှီးကြဝိပဿနာတရားရှုမှတ်ခြင်းကိုမျှဝေပေးနေတာဖြစ်ပါတယ်မြတ်စွာဘုရားဟောကြားခဲ့တဲ့တုတ်တန်နဲ့ဆိုင်တဲ့ဤကံ၅ကြောင်းဖတ်ခြင်းနဲ့ဆိုရင် TV တကမြန်မာဆိုတဲ့ application မှာတွားပြီးတော့ဖတ်လို့ရပါတယ် သလာယနာနီကိုစာအနေနဲ့ဖတ်ချင်တယ်ဆိုရင်နောက်ကပုံမှန်ပြထားတဲ့ website မှာသွားပြီးတော့ဖတ်လို့ရပါတယ်။စာကတော့အကျန်းအနေနဲ့ပဲရေးရသေးတဲ့အတွက်ဘုသူရအနေနဲ့ဖတ်ချင်တယ်ဆိုရင်သွားဖတ်လို့ရပါတယ်။